ကျဲမယ်ဆိုတာနဲ့ပဲပွဲတောင်းနေတာတပွဲပြီးတပွဲပေါ့ဒီလိုတင်းကလေတင်းမအောင်မြင်ချင်တာတွေအတန်းရှင်းနေသိလားလူသိချင်တာတွေကြော်ချားချင်တာတွေအဲ့ဒါတွေတခုမှမရှိဘူးဒါကြောင့်မလို့ live မှာပြောပြီးသွားလို့ရှိရင်အဲ့ဒီ video file တွေကိုကိုကိုတိုင်းတောင်မှ တင်နေတင်တာတိတ်မရှိဘူးเนาะဒါအခုလိုမျိုးပေါ့အာကိုယ်ချစ်တဲ့သူတွေဒါလက်ခံတဲ့သူတွေကနေပြီးတော့မှအများသိပါစေအကျိုးရှိတယ်ဆိုတဲ့ဟာမျိုး ਨੇ ယူပြီးတင်ပြီး share ကြတာမျိုးပဲအဲ့တော့ကိုယ့်ဟာကိုယ် promote လုပ်တာထက်စာရင်ကျမကလည်းဒီလိုတပားသူကနေ promote လုပ်ပြီးတော့မှ နားလေသွားကြတာပို့ပြီးတော့မှသဘောကျတယ်ကျမကိုယ်တိုင်ကျမကိုကျမ promote လုပ်ပြီးတော့မှအာဒီလိုကြီးဖုန်တော်ဖွဲ့ပြီးတော့မှကိုယ့်ဟာကိုယ်ကြီးတင်လို့မှထက်စာလို့ရှင်အကုန်လုံးကသူပြောတာမှန်နေတင်းပြောတာမှန်နေနော် elmon တင်းပြောတာမှန်နေစသဖြင့်ဒီလိုမျိုးနဲ့ sharing လုပ်ကြတာကိုကျမပို့ပြီးကျေနပ်ပါတယ် နော်ဆိုတော့ကျွန်မပြောနေရဆိုတဲ့စကားတွေဟာလေကျွန်မကိုကြိုးစီးပွားအတွက်တခွမှမပါဘူးနော်အများအကျိုးစီးပွားအတွက်ပြောတာအဲ့တော့ကျွန်မကိုပွင့်ရှာတယ်လို့ attention ရှာတယ်လို့ဒါလီလာမပြောနဲ့စိတ်ဝင်စားဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်မတို့ကိုကြိုးစီးပွားမဟုတ်ဘူးမတွန်ရင်ကျွန်မတို့တော့မှလူမုံများသွားနိုင်နေတဲ့ကိစ္စတွေပြောပြနေတာနော်အခုဆိုရင်ပြောမယ့်ကိစ္စမအားကြဘူးကိစ္စကိုပြောမယ် source ကိုရှာဖို့ကိစ္စကိုကျွန်မကပြောပြမယ်နော်အခု တခါစိန်ပွဲတွေရွှေပွဲတွေကိုရှင်းပြလို့မပြီးသေးဘူးစကင်ကဲကြတော့လေလေဟိုဘယ်လိုခေါ်မလဲဟုတ်တယ်မမဟိုအမတို့ကလူများနေတာအဲ့လိုအဲ့လိုစိတ်နဲ့ share ပေးတာမျိုးသင်ကအရင် appreciate လုပ်တာမမအရင်သဘောကျတယ်သိလားကျေးဇူးလေးတင်တယ်မမအဲ့လိုမျိုးတွေများများ share တော့လူတွေများများသိရတာပေါ့နော်သင်ကိုယ်တိုင်ဆိုရင်သင်ကကိုယ့်အကူမမလို့မှလုပ်တယ်လို့ဖြစ်မယ်မမတို့လိုအကုန်လုံး wine share ကြတော့လူတွေအကုန်လုံးသိကြရတာပေါ့အဲ့တော့စကင်ကဲဆိုလေကျမကျမကိုယ်တိုင်နဲ့ ဝါသနာပါတယ်ကျမကိုယ်တိုင်လည်းအရင်တော့ skin care တွေရောင်းခဲ့တာကျမဆို skin care ကိုလေတခင်ကိုနိုင်ငံတကာ brand တွေကိုကျမ showroom ကြီးလောက်ပြီးတော့မှရောင်းခဲ့တာကောင်တာတွေကောင်တာတွေကောင်တာတွေနဲ့အခုမြန်မာပြည်မှာဆိုရင်အလှကုန်တွေကိုရောင်းနေတဲ့ online တွေအများကြီးရှိတယ်ဟိုနိုင်ငံဒီနိုင်ငံဒီနိုင်ငံဟိုနိုင်ငံเนาะဆိုတော့ကဘာကျော် brand นี่လေရောင်းတဲ့သူတွေအများကြီးရှိတယ် နော်အဲ့ဒီကဘာကျော် brand နေမှာတောင်မှအတုဆိုတဲ့ဟာတွေဟိုတနေ့ကပင်ဘတ်တန်း90ဘူးလားမသိဘူးဟိုမှာထိုင်းမှာမိသွားတယ်နော်ဟိုနောက်ဆုံးဘယ်ဟာလီတောင်အတုပါလဲဆိုကွန်ဒုံးနေတောင်အတုပါလို့မနေ့ကယောက်ျားတောင်မေးရတယ်။အော်ယောက်ျားရေကွန်ဒုံးကအတုပါဘယ်လိုမျိုးအတုဖြစ်တာတော့ဒီ rubber ဆွတ်လိုက်ရင်ကိစ္စပြီးတာမဟုတ်ဘူးလားကိုကလည်းလေပေါက်ပေါက်ချာချာမေးတော့ယောက်ျားမဟုတ်ဘူးလေပိုးမွားကိုဒီကို safety ဖြစ်အောင်လို့မလို့ကာကွယ်ထားရတဲ့ဟာဒီပိုးမွားက safety မဖြစ်ဘူးဆိုလို့ရှိရင်ဒါဟာအတုပေါ့။ तू ကဒီလိုလေးကျမကိုရှင်းပြတယ်။ဆိုတော့ ဒီကမ္ဘာကျော် brand တွေလည်းမှလည်းအတုတွေအများကြီးထွက်ပြီးတော့မှရှိကြတယ်ဆိုတော့ဈေးကွက်ထဲမှာစစ်မှန်မှုကိုကရှာဖွေပြီးဝယ်ကြရတာပေါ့စားသုံးသူကလည်းနော်စားသုံးသူမှလည်းအခက်ခဲဖြစ်တယ်အဲ့တော့အခု online ပေါ်မှာအရန် hot ထနေတယ်အရန် hit ဖြစ်နေတယ်ကျမမပြောဘူးလို့နေတာကျမနဲ့မဆိုင်ဘူးဆိုပြီးတော့မှကျမမပြောဘူးလို့နေတာဒါပေမဲ့အားလုံးကကိုမန်နဲ့ကိုမန်နဲ့နဲ့ဆိုပြီးတော့မှအရန်ဖြစ်နေဒါဆိုရင်ကျမတို့ကစဉ်းစားကြည့်အောင်ဘယ်သူမှန်တယ်လဲလို့စဉ်းစားမလားပေးတဲ့ကြည့်ရအတူတူကျမနဲ့အတူတူစဉ်းစားကြည့်ကြလားစဉ်းစားကြစို့ A က product တစ်ခုကိုရောင်းနေဒီ product ဟာသူထုတ်ထားတဲ့ product မဟုတ်ဘူးနိုင်ငံသားက product တစ်ခုကိုယူပြီးတော့မှရောင်းနေတရားဝင်ကိုယ်စားလှယ်ယူသွင်းပြီးတော့မှရောင်းတာမဟုတ်ဘူးမိုဘိုင်းကွင်းရထားတာမဟုတ်ဘူးသူကိုယ်တိုင်ထုတ်ထားတဲ့ brand မဟုတ်ဘူးသူစိတ်ကြိတ်ဈေးတစ်ခုနဲ့ဈေးသူစိတ်ကြိတ်ဈေးတစ်ခုနဲ့ဈေးတန်းဈေးကွက်ထဲမှာရောင်းချခဲ့တယ် B ဆိုတဲ့တယောက်ကအလားတူကုန်ပစ္စည်းကိုပဲဒီကုမ္ပဏီကတော့၎င်း အာဘယ်ကနေတော့၎င်းပေါ့ဒါကတော့ကျွန်မမသိဘူးယူပြီးတော့မှအဲသူကလည်းရောင်းတယ်အေးဒါပေမဲ့ A ရောင်းတဲ့ပစ္စည်းထက် B ရောင်းတဲ့ပစ္စည်းကအဆမတန်ဈေးသက်ပါတယ်အေးဒီတော့စဉ်းစားစရာနဲ့ပြဿနာကတက်လာပြီ A ကသူရောင်းတဲ့ပစ္စည်းကအစေး B ရောင်းတဲ့ပစ္စည်းကအတူလို့ပြောတယ် B ကလည်းသူရောင်းတဲ့ပစ္စည်းတွေလည်းဒီကုမ္ပဏီကပဲယူတာအစစ်ဖြစ်တယ်သူတက်နိုင်လို့သူရောင်းနိုင်တဲ့ဈေးကိုသူရောင်းတာလို့ဒီလိုမျိုးလေးဆိုတယ် ကွန်ဆူမားတွေကမျက်စိတွေလဲကုန်ပြီနော်ကွန်ဆူမားတွေကမျက်စိတွေလဲကုန်ပြီအားလုံးကအစ်စ်အဲ့တော့အစ်စ်မနှစ်ယောက်ပြဿနာတက်ကြပြီတိုက်ခိုက်ကြပြီခစ်ကြပြီဆိုတော့ကွန်ဆူမားတွေကပေးရတဲ့ပစ္စည်းတွေရဲ့တန်ဖိုးတွေကလည်းနည်းတဲ့ပစ္စည်းတွေမဟုတ်ဘူးတန်ဖိုးတွေတန်ဖိုးတွေကလည်းကြီးလိုက်တာနော်တန်ဖိုးတွေကလည်းကြီးလိုက်တာဆိုတော့အဲ့တော့ဒီကြီးတဲ့တံမိုးတွေကသူကအစ်စ်သူကအတု तू ကအတု तू ကအစ်စ်နဲ့ဖြစ်ကြတယ်ဆိုတော့โอเคဒါဆိုရင်ကျမတို့ကသုံးတက်မယ်။ A ကမူလကရောင်းနေတဲ့ဈေးတန်း ဘီကလည်းဒီပစ္စည်းကိုပဲရောင်းနေအဲအများကြီးတက်တာတဲ့ဈေးတန်းနဲ့ရောင်းနေဒါဆိုရင်ကျမတို့ကဒီပေါ်မှာပဲအပေါ်ရန်သုံးတက်လိုက်မယ်ဆိုရင်ဒီပစ္စည်းကလည်းစစ်မှန်တာချင်းတူနေတယ်မှန်ကန်တာချင်းတူနေတယ်ဆိုရင် A ထက်ဆိုင်ဘီကတော်သေးတယ်ပေါ့ဈေးအများကြီးတက်တာအောင်ရောင်းပေးတော့ နော်တော်သေးတယ်ပေါ့ဂျေစုတင်စရာကောင်းသေးတယ်ပေါ့နော်ဆိုတော့အင်းဒါပေမဲ့လည်းဒီမှာ तू ကအတုပါ तू ကအစ်စ်ပါဒီလိုမျိုးလေးနေဖြစ်တယ်ဆိုဟုတ်ပြီအတုလားအစ်စ်လားဆိုပြီးတော့မှဖြစ်ရအောင်လေဘရန်ကကဘာကျော်ဘရန်လည်းမဟုတ်ဘေကာမန်းလည်းမသိတဲ့နော်ဘေကာမန်းလည်းမသိတဲ့အဲဗျံကြဘရန်နေနော် ဘယ်ကမှန်းလဲမသိတဲ့ကမ္ဘာဘယ်နိုင်ငံနေမှာကောင်တာတွေဘယ်ကမ္ဘာဘယ်နိုင်ငံနေမှာရှိုးရုံးနေနဲ့ရောင်းတာတွေလဲကျမတို့လည်းမတွေးမိတဲ့ brand တွေထားပါဒါတွေကကိစ္စမရှိဘူးဒါဆိုရင်ကျမတို့ကသူကအစ်စ်ပါသူကအတုပါလို့ပြောနေကြပြီဆိုကျမတို့ consumer အတွက် NDA ရှိလာပြီနော် consumer ကပေးရတဲ့တန်ဖိုးတွေကနင်းတာမဟုတ်ဘူးပေးပြီးလူထားတာအဲ့တော့ကျမကတော့ခုနကတော့အပေါ်ရန်အားဖြစ်ဆိုရင် A နဲ့ B နဲ့ဆိုဈေးလျှော့ရောင်းပေးတဲ့သူပစ္စည်းချင်းတူတယ်မှန်တယ်ဈေးလျှော့ရောင်းပေးတဲ့သူကပို့ပြီးကောင်းတယ် အဲ့ဒါလည်းမဟုတ်သေးဘူးဆိုရင်ကျမတို့က source ကိုရှာရမယ်ဒါဆိုရင်ဒီပစ္စည်းဘယ်ကလာတယ်လဲဘယ်နိုင်ငံထုတ်လဲအဲ့ဒီနိုင်ငံမှာဘယ်လောက်နဲ့ရောင်းတယ်လဲအဲ့ဒါနဲ့အဖြေရှာအဲ့ဒီတော့မူရင်းနိုင်ငံမှာတသိမ်းမကျော်ဘူးဆိုရင်နှစ်ယောက်လုံးဝိသမလောပါပဲ။ အေးဒါပေမဲ့ဝိသမလောဘအကြီးနဲ့ဝိသမလောဘအသေးနဲ့အေးဒါမှမဟုတ်အာပစ္စည်းဟာနှစ်ယောက်လုံးကလည်းစစ်မှန်တယ်ဈေးနှုန်းကလည်းအဲအဲ့လောက်နီးနီးလောက်ရှိတယ်ဆိုရင်တော့ဈေးလျှော့ရောင်းတဲ့သူက ပို့ပြီးမှန်ကန်တယ်အတုလားအစ်စ်လားဆိုတဲ့ကိစ္စထက်ကျမတို့ဟာဒီပစ္စည်းဘယ်ကလာတယ်လဲဘယ်လောက်အာမခံချက်ရှိတယ်လဲ ဘယ်နိုင်ငံတွေကိုတင်သွင်းဖြန့်ချီနေသလဲဘယ်နိုင်ငံတွေမှာကောင်တာတွေနဲ့ရောင်းနေသလဲဆိုတာကိုကွန်ဆူမားကစဉ်းစားကျွန်မကွန်ဆူမားဘက်ကပဲသုံးသပ်မယ်အဲ့တော့လူကိုမင်လို့ပုံကိုကိုချစ်လို့ဟာ तू ရောင်းတာတော့မှန်တယ် तू ရောင်းတာကမမှန်ဘူးလို့ကျွန်မတို့ကဒီလိုပြောလို့တော့မရဘူးနော်အဲ့တော့ဒီပစ္စည်းတွေဟာကျွန်မတို့ဘယ်နိုင်ငံမှာမှမတွေ့ဘူးဘယ်နိုင်ငံသားတွေသုံးတာမှကျွန်မတို့မတွေ့ဘူး တရုတ်ထုတ်ပစ္စည်းတွေတရုတ်ပြည်မှာတော့မှတွင်တွင်ကျဲကျဲနဲ့ကြော်ညာပြီးတော့မှဒါဟာမျိုးကျမတို့မတွေ့ဘူးနော်ဆိုရခါကြတော့စားသုံးသူတွေလည်းအရန်ကိုဟိုဟိုဘယ်လိုခေါ်မလဲဂျင်းထက်ခံရတာညံများတယ်နော်ဂျင်းထက်ခံရတာညံများတယ်အဲ့တော့ဘယ်သူဘယ်သူဘယ်သူမှန်းနေဘယ်သူမှားတယ်ဘယ်သူဘယ်လိုဆိုတာထက်စားသုံးသူကကိုယ့်ကိုအတိညာနဲ့ ဒီဟာကိုလိုက်ဒီပစ္စည်းဘယ်ရလာတယ်လဲသူရဲ့မူရင်းတန်ဖိုးဘယ်လောက်ရှိတယ်လဲတဘောကမူရင်းတန်ဖိုးကသသိန်းရှိတယ်ဆိုပါစို့ကျွန်တော်တို့ transportation charges သသိန်းထပ်ပေါင်းလိုက်နှစ်သိန်းဒါဆိုရင်ရောင်းတဲ့သူကသသိန်းအမြတ်ထပ်စားလိုက်သုံးသိန်းဒါဆိုရင် reasonable ဖြစ်တယ် suitable ဖြစ်တယ်တင့်တော်တယ်တင့်လျော်တယ်ဒီလိုမဟုတ်ဘဲနဲ့မူရင်းစည်းကသသိန်းလောက်ရှိနေတယ်ကိုတိုင်းပြည်ရောရောင်းတော့၈သိန်း၉သိန်းနဲ့ရောင်းနေဆိုရင် ကဲကျန်နေတသိန်းရှိရင် transportation charges နဲ့ another cost တွေနဲ့ပေါင်းလိုက်အောင်3သိန်းလို့ဒီအရင်ထားလိုက်ပါတော့7သိန်းကျော်ရောင်းနေဆိုလို့ရှိရင်ဒီပစ္စည်းတစ်ခုရောင်းနိုင်9သိန်းအမြတ်စားရဲဆိုရင်တော့ဒါဆိုများသွားပြီ။ ဒါဆိုတထေးပြစ်ကြံတာဖြစ်သွားပြီ။မတန်ရင်ကဘရန်ကိုချီမော်သေးပေါ်အာဘောက်ဘရန်တွေကိုမြန်မာပြည်မှာဂျင်းတိတ်တာဖြစ်သွားပြီ။အိမ်လုံးမဟုတ်ဘဲနဲ့ဒီပစ္စည်းရဲ့တန်ဖိုးကမြန်မာပြည်ကိုအရောက်ဒီပစ္စည်းရဲ့တန်ဖိုးက9သိန်းလောက်ကျတယ်။ဟဲ့ဒီမှာရောင်းလို့7သိန်း9သိန်းရောင်းနေဆိုလို့ရှိရင်ဒါဆိုရင်တော့ဖြစ်တဲ့ဖြစ်တိုက်သေးတယ်ပေါ့။မဟုတ်ဘဲနဲ့ဒီပစ္စည်းကသူ့နိုင်ငံမှာတောင်မှဘောက်ဘရန်နော်အာဗျံကြဘရန်နော် အတူအဆဘရန်ဟုတ်လား။ဂုံး တံပိုးလေးဘလောက်မှမရှိတဲ့ brand ကိုဒီနိုင်ငံကိုနိုင်ငံနဲ့ရောက်တော့မှမတော်မတရားစင်းနဲ့ရောင်းနေဆိုရင်တော့ရောင်းတဲ့အမာကြီးများအကုန်လုံးဒီမတော်မတရားလောက်တာပြည်သူပေါ်မှာဂျင်းထဲတာမဟုတ်ဘူးဆိုလို့ရှိရင်တော့အာဒီပစ္စည်းဟာဘယ်လောက်အာမခံချက်ရှိတယ်လဲဘယ်နိုင်ငံတွေမှာတင်သွင်းဖြန့်ချိနေတယ်လဲစားသုံးသူကသိရမယ်နော် ပျောက်တယ်ပျောက်တယ်လှတယ်တန်တယ်ကောင်းတယ်ဆိုယုံနဲ့မဖြစ်ဘူးဒီမှာလွှင့်ပြနေတယ်ဆိုတာသူတို့ရုပ်တွေအကုန်လုံးဒီအမှန်မဟုတ်ဘူး effect တွေနဲ့လွှင့်ပြနေတာဟုတ်တယ်နော် filter တွေနဲ့လွှင့်ပြနေတာအဲ့တော့ဒီပစ္စည်းတွေပျောက်တယ်မှန်တယ်ကောင်းတယ်ဆိုရင်သူ့နိုင်ငံမှာစီးဝါခွင့်ပြုချက်အရာသူ့နိုင်ငံအရာကမ္ဘာနိုင်ငံအသီးသီးမှာဘယ်နိုင်ငံကလက်ခံထားသလဲဘယ်နိုင်ငံကအသိမက်ပြုထားလဲဘလောက်ဘေးကင်းလုံခြုံမှုရှိသလဲဘလောက်တန်ကိုရောင်းတာလဲဒါကိုပြည်သူလူထုကသိဖို့လိုတယ်ကိုယ့်ကိုစုံစမ်းညား 咱妈不丢妈妈。<noise> <noise> <noise>